အနုပညာလောကမှာထင်ပေါ်ကျော်ကြားအောင် ကလေးလေးမှာဘူးရအောင်ကြိုးစားနေရဆိုတဲ့အဆိုတော်မလေးရန်နာမိုင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဝန်တလီချန်နယ်ကနေပြီးတော့ကြိုဆိုလိုက်ပါရယ်အသက်34နှစ်မှအပြိုကြီးဘဝနေပြီးတော့ရုံထွက်နိုင်ခဲ့တဲ့အမိုင်လေးရတော့အခုဆိုရင်တရားရဲမိသားစုဘဝကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားနေပြီလည်းဖြစ်ပါရယ်မိုင်လေးရအိမ်တော်ကြီးကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါရယ် အသက်30ကျော်အရွယ်အဖြိုဟိုင်းအရွယ်ကြတော့မှအိမ်အောင်ပြုခဲ့ပေမယ့်အရာအားလုံးကသူ့အတွက်အဆင်ပြေချုံ့မွေ့လွန်ပါတယ်။မိုင်လေးကချစ်သူတန်း9နှစ်လောက်မှချစ်သူနဲ့လက်ထပ်ပြီးတော့တာယာရဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်အောင်စူးစမ်းနေရလည်းဖြစ်ပါတယ်။မိုင်လေးကမိခင်နဲ့အတူနေတော့ကအရာရာကိုစဉ်းစားစရာဥဆောင်စရာမလိုပဲအမေဖြစ်သူရဲ့အလဲညွန်မှုနောက်ကိုလိုက်ခဲ့တယ်လို့အိမ်အောင်ကြတဲ့အချိန်မှာလဲပေါ့ပေါ့ပပါပါပဲမိုင်လေးကအိမ်အောင်ကြသွားပြီမဲ့နားလည်မှုရှိ ရဲ့အမျိုးသားကိုလက်တွဲနိုင်ခဲ့တာမို့အိမ်တော်ဤဒုက္ခကိုအပြေအဝခံစားခွင့်ရနိုင်ရလဲဖြစ်ပါတယ် ိုင်လေးကတော့အပြိုဘဝမှာမိခင်ကြောင့်အရာရာအဆင်ပြေခဲ့တယ်လို့အိမ်အောင်ကြပြီးတဲ့အချိန်မှာအဖေတယောက်လိုစောင့်ရှောက်ပြီးတဲ့အမျိုးသားကြောင့်ပျော်ရွှင်နေရသူဖြစ်ပါတယ်။မိုင်လေးကတော့အိမ်အောင်ကြပြီးတဲ့နောက်မှာအရင်အထက်ပို့ပြီးတော့ပျော်ရွှင်နေတာပရိသတ်တို့အမြင်မှာပဲ။အမေဖြစ်သူနဲ့အထူးထူးမနေရတော့ပေမဲ့အဖေလိုမျိုးသူ့ကိုကာကွယ်ပေးမယ့်အယောက်ျားကိုပိုင်ဆိုင်ထားလို့ပျော်ရွှင်နေရတာလည်းဖြစ်ပါတယ်။ကိုမျိုးကျော်ကအမိုင်လေးချက်အသက်ကြီးရမို့အဆအဆရရနားလည်မှုပေးထားသလိုအလိုလိုက်အကြိုက်ဆောင်နေခဲ့တာ ဖြစ်ပါတယ် ိုင်လေးကတော့အိမ်အောင်ကြတာအရန်ပြောင်းရွှေ့ရသလိုသစ္စာရှိရဲ့အမျိုးသားကိုပိုင်ဆိုင်ထားလို့ကြောချပြီးတော့ကောင်းကောင်းအိမ်နိုင်နေဆိုပြီးတော့ယောက်ျားရဲ့အကောင်းဆုံးတွေကိုကြွားလုံးထုတ်ခဲ့တဲ့အထီးပါပဲအချစ်ရေးအိမ်အောင်ရေးအကုန်ကန်ကောင်းနေတဲ့မိုင်လေးကတော့အခုချိန်မှာကံမကောင်းသေးတာက သာသမီကံပါပဲမိုင်လေးကအသက်35နှစ်ရှိပြီမို့ကလေးရဖို့ခက်ခဲမှာကိုတွေးပြီးတော့ပူပင်နေရလဲဖြစ်ပါတယ်မိုင်လေးကတော့သူ့အသက်အရွယ်နဲ့ကလေးမရနိုင်မှလို့ဆိုလို့အိမ်အောင်ပြူပြီးတော့နဲ့ကလေးတန်း ယူဖို့စီစဉ်ခဲ့ရပါယောက်ျားတွေရောမယုံကြည်လို့အသက်34နှစ်အထိအပြိုကြီးဘဝနဲ့အယူထုတ်ခဲ့တာမို့အင်တာဗျူးတဲ့အချိန်မှာကလေးမရနိုင်မအောင်လဲစိုးရိမ်နေကြရလဲဖြစ်ပါတယ်။အန်လေးကတော့ကလေးလိုချင်တဲ့စိတ်တွေစိုးရိမ်စိတ်တွေနဲ့ကလေးရဖို့ကြိုးစားနေတာအခုထိပါပဲ။အင်တာဗျူးပြီးကလေးကသာသမီရတနာရဖို့ကြိုးစားနေတဲ့မိုင်လေးတို့ဆောင်ရရတော့အခုထိကံမကောင်းသေးပါဘူး။မိုင်လေးတို့ကတော့အင်တာဗျူးတာတိတ်မကြသေးတာမို့ကလေးကိုတဘာဝအတိုင်းရယူကြည့်ဖို့ဆုံးဖြတ်ထားကြတာဖြစ်ပ ်ပါတယ်။အရာအလုံးထုတ်တဲ့နေတဲ့ခေတ်ကြီးမှာပတ်စံရှိရင်ကလေးရဖို့စူးစမ်းလို့ရပေမဲ့မိုင်လေးရတော့တဘာဝအတိုင်းရတဲ့ကလေးလေးကိုပို့ပြီးတော့လိုချင်တာမို့စူးစမ်းနေရလဲဖြစ်ပါတယ်။မိုင်လေးရတော့သူများတွေလိုဖန်ပြွန်တရေသားနဲ့ယူလို့ရပေမဲ့ဖျားပေးတဲ့ကလေးကိုလိုချင်လို့စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။မိုင်လေးရတော့ကလေးရဖို့ခက်ခက်ခဲခဲစူးစမ်းနေရပေမဲ့ ူကကလေးရမယ်ဆိုရင်၄ရောက်လောက်လိုချင်တယ်လို့ဆိုပါရင်မိုင်လေးကအခုချိန်မှာကလေးရဖို့ကြိုးစားနေတယ်လို့တကယ်လို့ကလေးရမယ်ဆိုရင်လေးမွာဘူးလိုချင်တယ်ဆိုပြီးတော့ရှင်ဖွင့်လာတာလည်းဖြစ်ပါတယ်မိုင်လေးကတော့ကလေးရမယ်ဆိုရင်တယောက်တည်းမလိုချင်ပဲတစ်ခါတည်းကိုလေးမွာဘူးလိုချင်တယ်လို့ဆိုပါတယ်သူအနေနဲ့ကလေးလေးမွာဘူးလိုချင်တာကအနုပညာလောက မှာထင်ပေါ်ခြင်းလို့ပါဘာလို့လဲဆိုတော့အနုပညာလောကမှာဘယ်သူမှလေးမွာဘူးမမွေးသေးတာမို့သူသာလေးမွာဘူးမွေးမယ်ဆိုရင်တော့ တစ်ချက်ခုံနဲ့ချက်ပြက်ဆိုပြီးတော့လေးမွာဖို့ရဖို့ဆူထောင်းနေရလဲဖြစ်ပါတယ်။ဘိုင်လေးရဲ့ဆူထောင်းတော့ကျမ်းပါတယ်နော်။ကလေးတယောက်ရဖို့တောင်မှမနေစူးစမ်းနေရတာကိုတခါတည်းလေးမွာဖို့ရဖို့ဆူထောင်းနေပြီလဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့ရောဒီလောက်နဲ့ပဲရနာကျင်ပါတယ်။စိတ်ဝင်စားစရာအကြောင်းအရာတွေအများနဲ့တင်ဆက်ပေးနေတာမို့ like and share လေးနဲ့အားပေးတော့ဖို့လဲတောင်းဆိုပါရစေရှင်။